လာရှုမြို့မဲဟန်ကျေးရွာမှာကုန်တင်ကုန်ချအလုပ်သမားတွေကပြောင်းဖူးနေလန်းတာစကားချပုံကျုံတာတွေအတွက်တဲအိတ်ကိုနေရာကျက်ကနေ150ကျက်ပေးဖို့ပြောင်းမှုချိန်တာအိတ်ချုပ်တာအိတ်ထက်တာတွေအတွက်80ကျက်ပေးတာကနေ100ကျက်ပေးဖို့စတဲ့အချက်တွေကိုကုန်စည်တိုင်အသင်းနဲ့ပွဲရုံလုပ်ငန်းရှင်တွေထံပြီးခဲ့တဲ့ဒီဇင်ဘာလ30ရက်နေ့ကလက်မှတ်ရေးထိုးတောင်းဆိုခဲ့တာဖြစ်ပါတယ်အဲ့လိုတောင်းဆိုရမှာအလုပ်ရှင်တွေဘက်ကတောင်းဆိုတဲ့အတိုင်းတိုးမပေးတာကြောင့်ခုလတရနေ့ကစတင်ပြီးအလုပ်သမားတွေကအလုပ်မစင်မဲ့ဆန္ဒပြကြပါဗျာ။ ဒီနေ့မှာတော့ဒါရှိုးမျိုးကကုန်တယ်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးမှာအလုပ်သမားအလုပ်ရှင်နဲ့ပွဲရုံလုပ်ငန်းရှင်တွေညှိနှိုင်းရမှာပြည်လဲမှုရခဲ့ပါတယ်။လောကဆိုရင်တော့ကျွန်တော်တို့လက်ရှိအရင်တုန်းကအတင်း90တုံးပေးတာကိုဒါအခုလက်ရှိ10တုံးတွင်းပြီးတော့အတင်60အချက်ရခင်က90တုံးပေးတာကိုယခု60တုံးပြေတာသူတို့တွင်းပြီးတော့ပေးပါတယ်ဗျပြီးတော့ချိန်တာရခင်80ကြက်ကနေယခု85ကြက်55ကြက်ထပ်ပြီးတော့တွင်းပြီးပါတယ်ဗျအခုလိုညှိနှိုင်းပြီးတဲ့ခါကျတော့ဒါအလုပ်ရှင်နဲ့အလုပ်သမား ကိုင်ဂျုံမီဂျွန်းကိုင်မီဆိုတဲ့သဘောမျိုးလိုပေါ့ကျွန်တော်တို့ကလည်းဒါကိုလိုချင်တဲ့အတိုင်းတော်ကိုဂျင်းနဲ့နှစ်သိမ့်ပြီးတယ်ဆိုတော့ဒါအလုပ်ဆေးရပါမှာခင်ဗျလောက်သမားတွေတောင်းဆိုတဲ့အချက်တွေကိုကုန်စီတိုင်ကကုန်တယ်တွေနဲ့ဒီကနေ့ညနိုင်းလာမှာတော့ပြောင်းမှုချိန်နာအိတ်ချုပ်အိတ်ထက်တာအတွက်85ကျက်နဲ့စကားချပုံကျုံအတွက်220တင်ချတအိတ်ကို60နဲ့ညနိုင်းရမှာအဆင်ပြေခဲ့ပါတယ်တောင်းဆိုတဲ့အတွက်ကကျမတို့ကဘာဖြစ်လို့ဟို80တောင်းဆိုတာကိုမပေးတာဆိုတာကျမတို့ကတောင်းတူအတွက်ကကျမတို့ကတစ်ဖက်ပြန်ကြည့်တာ တစ်ဖက်ပြန်ကြည့်တယ်ဆိုတာဥပမာကျွန်တော်တို့ပွဲရုံတွေဆိုတာဟိုတောင်တူကဟိုကားခပဲတက်တာဖြစ်စေအလုံးတမားခတွေပဲတက်တာဖြစ်စေပွဲရုံတွေကတော့အရှုံးမရှိပါဘူးအားလုံးကကျွန်မတို့ကဒီကားခနဲ့အလုံးတမားခတွေအားလုံးနှုတ်ပြီးမှကျွန်မတို့ကပြောင်းစေးတွေဖွင့်တယ်ဆိုတာနောက်ဆုံးအခုအကုန်ဆက်ဆက်ရရဈေးတက်သွားတယ်ဆိုရင်ကျွန်မတို့ကပြောင်းစေးတွေမှာပဲပြန်ချမှာဆိုတော့နောက်ဆုံးမှကျွန်မတို့တောင်တူတွေထိခိုက်ပါတယ် ီကနေ့ညနေပွဲမှာလှုပ်ရှင်တဲ့အလုပ်သမားကြားတင်းမာမှုရှိနေတာကြောင့်ကုန်တယ်ဆက်မှုလက်မှုလုပ်ငန်းရှင်အသင်းကတာဝန်ရှိသူတွေကဝင်ရောက်ညနေပေးခဲ့ပြီးအလုပ်သမားတွေရဲ့ကိုယ်ရေးအချက်လက်တွေပွဲရုံအမည်တွေကိုလည်းတောင်းခံခဲ့ပါတယ်။ဒါ့အပြင်အလုပ်ချိန်ကိုမနက်9:00နာရီကနေညနေ9:00နာရီထိသတ်မှတ်ပေးခဲ့ပါတယ်။ဒီလိုမျိုးတောင်းဆိုတစ်ဖက်တစ်ဖက်တောင်းဆိုတဲ့အခါမှာကျွန်တော်နှစ်ဖက်စလုံးခေါ်ယူပြီးတော့နော်ဟိုဒီဘက်ကဘယ်လိုဖြစ်တယ်ခြင်းတယ်လဲဟိုဘက်ကဘယ်လိုဖြစ်ခြင်းတယ်ဆိုတော့နောက်ဆုံးကျတော့အဲသူကလည်းတူတဲ့ဟိုမလျှော့ကြပါဘူး။ မလျှော့ဘူးကြတော့နောက်ဆုံးကြပါကျွန်တော်တို့ကဟိုဈားကန်နဲ့ပဲကျွန်တော်တို့ဟိုဖြတ်ပြလိုက်တယ်ဖြတ်ပြလိုက်ပြီးတော့ဟိုဒါဒါမှဟိုလုပ်ငန်းရှင်တွေကတိတ်ပြီးတော့ဟိုလက်မခံချင်ဘူးဒါပေမဲ့နောက်ဆုံးကြတော့ဟိုကျွန်တော်တို့အဲတင်းတာဝန်ရှိတဲ့လူကဆုံးဖြတ်ပေးတယ်ဆိုလို့အဲအဲ့ဒါနဲ့သူတို့လည်းအဲကျင်းတဲ့လက်ခံတော့ပါတယ်အဲအဲ့ဒါကြောင့်လည်းဒီနေ့စီဝေးကလည်းအလုံးနောက်နောက်လည်းပြဿနာမရှိအောင်နော် လုတ်သားရဲ့ကိုကြီးရာစွေတို့စီကန်းချစ်လို့အလိုအလုံးတွေအတိုင်းပြပြီးတော့တတ်မှတ်လိုက်ပါတယ်အဲဒီနေ့စီဝေးအောင်မြင်ပါတယ်လို့ကျွန်တော်တို့အလိုပဲတုံးတက်ပါတယ်လာရှုမျိုးမှာအလုတ်သမားတွေဒီလိုအလုတ်မစင်မဲ့ဆန္ဒပြတောင်းဆိုတာဟာပထမအဦးဆုံးအကြိမ်ဖြစ်ပါတယ်။လာရှုမျိုးမှာပြောင်းပွဲရုံပေါင်း30နီးပါးရှိပြီးအလုတ်သမား300ကျော်လောက်လည်းရှိပါတယ်။အလုတ်သမားအများစုဟာမြန်မာနိုင်ငံအလဲပိုင်းဒေသတွေကလာရောက်အလုတ်လုပ်ကြကြတာဖြစ်ပါတယ်ခင်ဗျာ။